စက်တင်ဘာလ12ရက်နေ့ကဖြူးမြို့နယ်မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ပါဝင်ရှင်ပြိုင်ကြမယ်ပြည်ခိုင်ဖြိုးပါတီကသူရဦးရွှေမန်းကမဲဆွယ်စည်းရုံးခဲ့တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးတန်းညွန့်ကလည်းမဲဆွယ်စည်းရုံးခဲ့ပါတယ်သူရဦးရွှေမန်းကဖြူးမြို့ပေါ်မှာမဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့ပြီးဦးတန်းညွန့်ကတော့ကျေးရွာတွေမှာလှည့်လည်စည်းရုံးခဲ့ပါတယ် ူရဥရွှေမဲရဲ့စီယုံဟောပြောမှုမှာပြိသက်အင်အားတထောင်ခန့်တက်ရောက်ခဲ့ပြီးအများစုကပြည်ခိုင်ဖြိုးပါတီရင်တို့တွေတက်ဆင်ထားတာတွေ့ရပါတယ်ဥရွှေမန်းကစီယုံဟောပြောရမှာတော့နိုင်ငံကောင်းမှုအတွက်မြည်သည့်ပါတီမြည်သည့်ပုံကိုနဲ့မဆိုပိုးပေါင်းဆောင်ရွက်သွားမယ်လို့အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။နိုင်ငံကောင်းအောင် ဆောင်ရွက်လိုချင်တယ်ဆိုရင်မိဒီပါတီမိဒီပုတ်ကိုမိဒီပွဲစည်းနဲ့မဆိုပူးပေါင်းဆောင်ရွက်အဲ့ဒါမှလည်းအတိုးတက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးတန်းညွန့်ကကျင်းရွာရီမှာစီယုံရမှာအနိုင်ရရှိမယ်လို့ယုံကြည်ထားတယ်လို့ဆိုပါတယ် လွတ်တော်ရဲရောက်ရင်တော့လူအခွင့်အရေးအပြည့်အဝရရှိဖို့အဓိကထားတောင်းဆိုမှာဖြစ်ပြီးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ဆောင်ရွက်ရမယ်လို့ဒဂွန်နိုင်ကျေးရွာကဒေသခံတွေကို၎င်းကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အောင်နိုင်ရတော့ကျွန်တော်တို့မြို့နယ်အလုံးမှုဆောင်နဲ့မြို့နယ်အောင်နိုင်ရအဖွဲ့လေအဲဒီအဖွဲ့စည်းကဟိုကကမကထာလုပ်ပြီးတော့ကျွန်တော်တို့ကလောလောဆယ်ကျွန်တော်တို့ရက်ကြီးရက်ကြီးအုပ်စုတွေကျွန်တော်အရင်ဆင်းတယ် က်ကြီးအုပ်စုအရင်ဆင်းတော့ကျွန်တော်တို့က86အုပ်စုဖြစ်တော့တနေ့တော့အုပ်စုဆင်းရင်တော့ရပောင်း60ရတက်ထွက်သွားမှာဒါပေမဲ့ကျွန်တော်တို့တနေ့ကို2အုပ်စု3အုပ်စုပါလေ6ရင်6ရလို့ပေါ့လေနည်းနည်းအဲ့လိုဆင်းဖို့ကျွန်တော်တို့စီစဉ်ထားတယ်အဲ့ဒါကိုလေကျွန်တော်တို့ညွန့်နယ်ကော်မရှင်အဖွဲ့ဘွဲကိုအားလုံးကျွန်တော်တို့တိုးပရိုကန်ခေါ်ပါမယ်အဲ့တင်ကြီးပြရနော်ကျွန်တော်အောင်နိုင်ကြီးကကျွန်တော်တို့ချင်းချင်းပြောရရင်တော့ရက်ကြီးကကျွန်တော်တို့နေသူနေသွားရွာသူရွာသားကိုအဓိကကျွန်တော်တို့ထားတယ်ခင်ဗျ နော်ကျွန်တော်မြို့ဘွားတော့နည်းနည်းအတိအမြင်အကြအမြင်ရှိတဲ့အခါကျတော့အာတို့ကတော့နည်းနည်းဆုံးဖြတ်နိုင်ဆောင်ရှိတာပေါ့လေကျွန်တော်တို့ကတော့ကျွန်တော်အဓိကပြန်ပြောတော့ဥရှိမန်းနဲ့ဟိုဥကုတ်ကိုကျော်လေသမရယုံညွှန်ကြားရေးမှူးချုပ်နည်းနည်းရောက်လာတဲ့ဖြူသားတွေကြီးပဲဆိုတော့တို့ကတော့ရုပ်ဝတ္ထုနဲ့လက်ရှိအာနာ ပိုင်ဆုံးနေတဲ့အခါကျတော့အချိန်ဝါတော့ကောင်းတာပေါ့ဗျာရုပ်ဝတ္ထုတွေကသူတို့အများကြီးလှုပ်ပြည့်စီးနိုင်တယ်အခုပဲကျွန်တော်တို့လှည့်လာတာဒီကဆယ်ပေါင်းမီဒီယာသမားကြီးတွေတွေ့ပါလိမ့်မယ်ကျွန်တော်တို့မှ6ကြီး6ချင်းနဲ့အလုပ်လုပ်ရတယ်ဒါပေမဲ့ကျွန်တော်တို့6ကြီး6ဆိုမယ်ကျွန်တော်တို့ပြည်သူပေါ်မှာထားတဲ့တရားနဲ့စည်ရနာနဲ့လူအခွင့်အရေးတွေရဖို့ကတော့ကျွန်တော်တို့နှလုံးသားထဲမှာပြစ်ချက်နေပါလေအဲ့ဒါကတော့အံထွက်လာပါပါကျွန်တော်တို့ဒီရုပ်ကောက်ဝဲအောင်နိုင်ရင်တွေဒါကြောင့်မလို့ရုပ်ကောက်ဝဲအောင်နိုင်ရင်မှာဒီဟာဒီသဘောနဲ့ပဲကျွန်တော်တို့ နိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေကစတစ်ကာကမ်ပိန်းတွေကိုအိမ်တွင်နဲ့ဆိုင်ငယ်တွေမှာတက်ဆင်ပေးခဲ့တယ်လို့မဲပေးတဲ့နမူနာပုံစံတွေပြောကြတာမဲစင်းရေးကြည့်ရှုကြဖို့နှိုးဆော်တာတွေကိုပြုလုပ်ခဲ့ပါတယ်။ဒါဒီအကွက်ကလေးမှာဒီတုံးလေးနဲ့ထူပါမယ်။ဒီလိုဒီဒီတုံးလေးနဲ့ဒီအကွက်နေရာမှာဒီ လိုမျိုးယူပြီးဆင်ဆိုတဲ့ပါတဲ့ဟာလေးထုတ်ထူအောင်အဲ့လိုမဲပြီးမှာပေါ့နော်ဒီပေါင်းလေးပိုင်းမကအောင်အဲ့ဒါလေးတို့အမေတို့အခုရဲမြင်ထားတဲ့ခါကျတော့အဲ့ဒီကျတော့ဟိုလေးမဖြစ်တော့ဘူးမကြောင်တော့ဘူးပေါ့နော်ဘယ်နေရာမှာဘယ်ကွက်မှာထူပါမယ်ဆိုဒီမှာထူရမှာလည်းမဟုတ်ဒီမှာထူဒီဘေးကလွတ်နေရပေါ့လာမယ့်ရွေးကောက်ပွဲမှာဖြူးမျိုးနယ်အတွက်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမယ်ပြည်ခံဖြိုးပါတီကသူရဦးရွှေမန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးသက်ညွန့်တတိပုဂ္ဂလတအူးအပါအဝင်ပါတီ6ခုကဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်